်မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် AA နှင့်ပူးပေါင်းတပ်များတွင်တိုက်နေပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025နိုဝင်ဘာ15ရက်နေ့နေ့ပိုင်းတွင်နေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် Arakan Army AA နှင့်ပူးပေါင်းတပ်များမှအင်အားကြီးစစ်ဆင်ရေးတပ်ဖွဲ့များဖြင့်တွင်တိုက်ခဲ့ကြောင်းဒေသခံများနှင့်စစ်တရင်ရှင်းပြများကတရင်ပေးကြပါတယ် တရင်အရာနေပြီးတော့အနောက်ဖက်ရှိလီစိတ်တရာအနီးတွင်မနက်9နာရီဝန်းကျင်ကစတင်ပစ်ခတ်မှုများအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးဒေသတချို့များတွင်မိခိုးတမ်းများမြင့်တွေ့ရကြောင်းသိရပါတယ်။အေအေတမ်းများနှင့်ပူပေါင်းတက်ဖြစ်သည့်ပရိဒါတမြောက်အဖွဲတမ်းများမှလည်းအထူးအင်အားတပ်ဖွဲ့များပါဝင်လာကြောင်းစစ်တရင်ဌာနများကဖော်ပြပါတယ်။တရင်အရာလီစိတ်အနီးရှိစစ်ကောင်စီတပ်ရုံများကိုပစ်ခတ်မှုများပြင်းထန်စွာဖြစ်နေပြီးနေပြီးတော်မြို့တွင်တွင်လည်းလုံခြုံရေးတပ်များအလုံးကိုအပြင်းထန်သတိပြုနေကြပါတယ်။ တရင်ဆိုင်ရာအချို့တွင်အမျိုးအစားသုံးစစ်လေရင်များကိုအစောပိုင်းကလေးကမလုံးမရွေထားကြောင်းသက်ဆိုင်ရာအရင်းမြစ်များကထပ်ဆင့်အတည်ပြုခဲ့ပါသည်။ထို့တူ AA တပ်မှထုတ်ပြန်ထားသောစစ်မိန်ကျင်ကြားချက်တစ်ခုတွင်နေပြီးတော့သည်စစ်ကောင်စီစစ်ဗဟိုမျိုးဖြစ်သည့်အတွက်ပြည်သူအပေါ်ချိုးဖောက်မှုများကိုတာဝန်ရှိသူများအားဓာတ်ရိုက်အဖြေထုတ်ရန်သတ်မှတ်ထားသည်ဟုဖော်ပြထားပါသည်။ထို့ရာတွင်စစ်ကောင်စီအဖွဲ့ဘက်မှတော့အထူးသတင်းထုတ်ပြန်ချက်မရှိသေးပေ သို့သောနေပြည်တော်ရှိအစိုးရအဆောက်အုံများတွင်လုံခြုံရေးများပြင်းထန်စွာတိုးချဲ့ထားပြီးလေကြောင်းလမ်းကြောင်းအတုံပြုမှုများကိုခေတ္တရပ်ဆိုင်ထားကြောင်းသိရပါသည်။အခုချိန်ထိတိုက်ပွဲများဆက်လက်ဖြစ်နေကြပြီးစစ်ကောင်စီဘက်မှလေကြောင်းဖြင့်နေပြည်တော်အနီးပတ်ဝန်းကျင်ကိုဘုံကျဲချနေတယ်လို့သိရပါသည်။စစ်ချိန်များတဖြည်းဖြည်းမြင့်တက်လာတဲ့အပေါ်ပြည်သူများအတွက်စိုးရိမ်မှုများတိုးလာပြီးနေပြည်တော်အတွင်းရှိဒေသခံများသည်မိမိတို့အိမ်များအတွင်းသို့နေရာယူထားကြောင်းသတင်းရရှိပါရသည်။နေပြည်တော်တွင်တိုက်ပွဲများဖြစ်ပွားခြင်းသည်မူလအဖွဲ့အစည်းဖြစ်သည့် တပ်ဖွဲ့များ၏စီးရဲလှုပ်ရှားမှုအနေနဲ့အရေးကြီးဆုံးအဆင့်တစ်ဆင့်ဖြစ်လာနိုင်ကြောင်းနိုင်ငံရေးလှိလာသူများကသုံးသပ်ကြပါတယ်။ဆက်လက်ပြီးရန်ကုန်မန္တလေးအမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားတဲ့ဆွဲသတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်318အနီးကစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားနိုဝင်ဘာ28ရက်နေ့ညနေ3နာရီအချိန်တိုက်ပွဲဖြစ်နေတာကြောင့်လမ်းပိုင်းအုံပြုတ်တဲ့သူတွေသတိထားသွားလာကြဖို့နဲ့လက်ရှိမှာလမ်းပိုင်းရဲ့ယာယီပိတ်ဆို့နေတယ်လို့သိရပါတယ် 338မိုင်ဆိုတာကမန္တလေးမြို့တွေဝင်တော့မယ်လေဒေတာအုပ်နဲ့မိထီလာကြမှာပါဒီမနေ့ရန်ကုန်ကိုသွားဖို့မန္တလေးကအထွတ်မှာတိုက်ပွဲဖြစ်နေတယ်ဆိုလို့စောင့်နေတာအချိန်ကနေ့လယ်ပိုင်းလေးရောက်နေပြီရန်ကုန်အပွင့်နောက်ကျသွားနိုင်တာရောညပိုင်းမမောင်းကျင်တာရောနောက်ရက်အေးဆေးဖြစ်မှာပဲသွားတော့မယ်ဟုမန္တလေးမြို့ကမြူးသေးမြတ်မရဲ့သတင်းရင်းမြစ်ကပြောပါတယ် ဒေါ်လာရေးပူပေါင်းတက်တွေဟာရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်အမှတ်338 339အနီးကပြင်စီအမြန်လန်ရေကင်းစခန်းကိုတိုက်ခိုက်နေတာလို့သိရပါတယ်။တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့သက်ဆိုင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖက်ကအတိအပြေထုတ်ပြန်ထားတာမျိုးတော့မရှိသေးပါဘူး။အမြန်လန်းတိုက်ပွဲတွေနဲ့ပတ်သက်လို့မလို့အပ်ဖေးအမြန်လန်းအတုံးမပြူဘူးကားမှန်ချမောင်းဘူးလမ်းကိုညပိုင်းအတုံးမပြူကြဘူး တိုက်ပွဲဖြစ်ပွားခြင်းရောက်ရနေရမှာရက်တန့်ပြီးလုံခြုံတဲ့ဤဆက်ရနေရတွေမှာနေထိုင်ကြဖို့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တွေက2024ခုနှစ်အမြန်လန်းတိုက်ပွဲဖော်ဆောင်နေစဉ်ကလေးကအသိပေးထားပါတယ်ဆက်လက်ပြီးမင်္ဂလာတော်မျိုးနွယ်ရှိကြန့်ခိုင်ရေးရုံးကိုဖျောက်ချောက်ဖွဲ့များမိုင်းခွဲတိုက်ခိုက်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းကုန်တိုင်းမင်္ဂလာတော်မျိုးနွယ်ရှိအကြံဖက်စစ်တပ်လက်ဝေခံကြန့်ခိုင်ရေးပါတီရုံးကိုမျိုးပြပြောက်ချားတပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ28ရက်ည9:00နာရီအချိန်လက်ပြပုံးပြီးပြင်အားမြင့်မိုင်းတွင်တွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် တိုက်ခိုက်မှုကိုရန်ကုန်အာမေဘွားအင်းနဲ့အနောက်ပိုင်းခရိုင်ပါခပါတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းအားမြင့်မိုက်တလုံးနဲ့လက်ပြပုံနှလုံးပြစ်ခတ်နိုင်ခဲ့တာကြောင့်ရန်ခိုင်ရေးယုံကိုလုံခြုံရေးယူပေးနေတဲ့အပြာဝတ်သူတွေပါထိခိုက်နိုင်တယ်လို့ရန်ကုန်အာမေ YA တာဝန်ရှိသူကပြောပါတယ်။ရုံဆင်းလာမဲ့အချိန်ကိုစောင့်ပြီးတွေ့တာပါထိခိုက်မှုကတော့ရှိပါတယ်။ကျွန်တော်တို့မိုင်းကိုအေးဆေးထောင်ခဲ့ရတာဆိုတော့နောက်ပြီးလက်ပြပုံနဲ့ပါပြစ်ခွဲခဲ့တယ်။အဲမှာရက်ွက်လုံခြုံရေးအတွက်ခံထားတဲ့အပြာဝတ်ကောင်တွေရှိပါတယ်။ သူတို့ပါထိနိုင်တယ်လို့ရန်ကုန်အာမေ YA တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်အချက်ပါတိုက်ခိုက်မှုအပြီးပျောက်ကြားတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းရာဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါရယ်လက်ရှိမှာအကြံဖက်စစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုကျင်းပဖို့အတွက်အချိန်သိပ်မလိုတော့တာကြောင့်အစိုးရရွေးကောက်ပွဲကိုပြင်းပြထန်ထန်ဆန့်ကျင်ထားကြတဲ့မျိုးပြပျောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်လာပါရယ် ရန်ကုန်အာမေဖွိုင်း၏အပါဝင်မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကအကြံဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လောက်ကင်ကြမဲ့သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းကြေညာထားကြပါတယ်။ကြံခိုင်ရေးပါတီဟာအကြံဖက်စစ်တပ်လက်ပါစီအင်အားကြီးပါတီတစ်ခုဖြစ်ပြီးစေကောင်းဆောင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာနေရာရဖို့အယက်သားပြည်သူတွေကိုမလုံပေးလိမ့်လဲမဲဆွယ်မှုတွေလည်းဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးပမော်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကော်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထိုးနေပြီးလေကြောင်းပြုတ်ကူဇက်တိုက်ပေးနေရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်ကော်မရှင်နှင့်ကချင်လူလက်ရေးတပ်မတော် KIO တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ဗမော်မြို့အတွင်းရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA ကတကြောပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလရင်ပစ်ကူများပါနေစဉ်အုံပြုလာကြောင်းသတင်းရင်းမြစ်ချမှာသိရပါတယ်။စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနေသူတို့တက်ချင်းလက်ချင်းချိန်ဆက်နိုင်တဲ့အနေအထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်ခဲ့တာပုံ KIA ကခေတ္တဆုပ်ပြီးတဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုကချင်စည်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။တန်ချက်ကတည်ရင်တတရ8006ကိပောက်အနီတီတိုက်ပွဲရှိနေပြီးစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတည်ရင်နာစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုများခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ19ရက်နေ့ကခလာရ58အနောက်ဘက်ကကင်းစခန်းနှင့်ရွှေပြည်သာ KPC ဖျားကျောင်းကုန်းတို့ကို KIA ကပြန်လည်သိမ်းယူခဲ့ပါတယ်။ စစ်ကော်မရှင်ကစီရေးအရာရေးပါတဲ့ပြူဟာမြောက်နေရာများကိုစစ်တောင်းသုံးခုခန့်ခွဲ၍ဖြန့်ချက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတစ်လျှောက်မြေမြေဆိုးမှုနိုင်ရန်စစ်တောင်းဖြန့်လာနေခြင်းဖြစ်ပါတယ်လေချောင်းမှလည်းတိုက်ပွဲဖြစ်ပွားရာနေအမတ်27စစ်စင်ရေကုတ်ကဲမှုဌာနချုပ်စာကာခ27ကိုတနည်းလျင်အနည်းဆုံး3ချိန်မီပါလျင်ပြစ်ကူပေးထားကြောင်းကချင်းတရေရင့်မြစ်များထံမှသိရပါဗျ။ စစ်ကော်မရှင်ကဗမောတိုက်ပွဲပြန်လည်ထိုးစစ်ဆင်လာနိုင်တဲ့အတွက်စကခမှုနှင့်88တပ်မမှုတို့ကိုရာဒူးထိုးပေးပြီးဝါရဖြတ်မှုများပြုလုပ်လာပါတယ်။စစ်ကော်မရှင်ဝါရဖြတ်တရင်စာများတွင်လည်းဗမောကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစစ်ရေးနေမြေတချို့ကိုတကြောပြန်သိမ်းယူလာခြင်းဖြစ်ပါတယ်။ဆလဘီစတိတ်ရွေးကောက်ပွဲအတူကိုညင်းပိ NUG နဲ့ CRPH တာပြည်သူလူထုကိုယ်စားလှယ်ဟုဥရောပသမဂ္ဂပါလီမန်သတ်မှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် လာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလတွေမှာအကြံဖတ်စစ်တပ်ကျင်းပဖို့ပြင်ဆင်နေတဲ့အထူးရောင်ရွေးကောက်ပွဲကိုဥရောပသမဂ္ဂပါလီမန်ကညှင်းပယ်လိုက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်အောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကိုထပ်မံအသိအမှတ်ပြုကြောင်းဒီနေ့မှထုတ်ပြန်လိုက်ပါတယ်အချမ်းဖက်စီအုပ်စုတဖက်သက်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာတရားမဝင်ပေနိုင်ငံတကာအသိမှတ်ပြုဖို့အတွက်စူးစမ်းနေတာသာဖြစ်ပြီးထွက်ပေါ်လာမယ့်ရွေးကောက်ပွဲရလဒ်ကိုလည်းရှုံချရလို့ဆိုပါတယ် လက်ရှိပြည်သူတွေ၆ရွေ့နေရတဲ့ဖိနှိပ်လွှမ်းမိုးမှုခံနေရတဲ့အခြေအနေမှာပြုလုပ်တဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ဆိုပါတယ်၂၀21ခုနှစ်ဖေဖော်ဝါရီတရက်နေ့မှာဖြစ်ပွားခဲ့တဲ့စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်တပ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့တရားမဝင်အုပ်ချုပ်မှုကိုလည်းပြင်းထန်စွာရှုံချတယ်လို့ထုတ်ပြန်ထားပါတယ်အဲဒီလိုအာနာသိမ့်မှုရက်ဆက်ချမ်းကျုံမှုတွေအတွက်တာဝန်ရှိသူစစ်ကောင်ဆောင်တွေစီးပွားရေးလုပ်ငန်းတွေနဲ့လက်နက်ထောက်ပံ့သူတွေအပေါ်ပြစ်မှတ်ထားအရေးယူဖို့တန်ခတ်ပိတ်ဆို့ရေး ထိုးမြင့်လိုက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီမှမြန်မာနိုင်ငံအပေါ်ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ဖို့အစီအစဉ်အမြန်ဆုံးချမှတ်နိုင်ရေးတောင်းဆိုသွားမယ်လို့ဆိုပါတယ်။အလားတူဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆက်နိုင်ငံတွေကစစ်အုပ်စုထံလက်နက်ခရမ်းတွေစစ်ရေးနဲ့လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာတွေကိုတွဲပြောင်းရောင်းချတာတဆင့်ကန်ရောင်းချတာတွေမပြုလုပ်ဖို့ပိတ်ပင်ထားတယ်လို့ထုတ်ပြန်ကြမှာပါဝင်ပါတယ်။ ီကရက်2020ပြည့်နှစ်ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုအပြည့်အဝအလေးထားလိုက်နာဖို့နဲ့အယက်သားအစိုးရကိုချက်ချင်းပြန်လည်အာဏာအနှင်းဖို့လည်းတောင်းဆိုလိုက်ပါတယ်။ဒါပြင်ရေရှည်တည်တံ့ခိုင်ရတဲ့ငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လိုအပ်ချက်အဖြစ်အပြည့်ခက်ရက်စဲရင်းနဲ့အကြံဖတ်မှုတွေချက်ချင်းရက်တက်ရေးတောင်းဆိုလိုက်ကြောင်းလည်းဥရောပသမ္မတပါလီမန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်